โอเค weekend sport ကနေပြန်လဲကြိုဆိုလိုက်ပါလေပြီးခဲ့တဲ့တပတ်မှာတော့ဆရာရဲနဲ့ကျွန်တော်ရဲ့ weekend sport ရဲ့တဲ့ကနေမှာကျွန်တော်တို့ one shot one target တွေနဲ့စနေတနင်္ဂနွေပြီးတော့ကျွန်တော်အင်ကာဘုတ်တပူးဆိုပြီးတော့ဒီလိုပွဲလေးတွေကိုတပွဲတစ်ခွက်တစ်ခွက်စီနဲ့ကျွန်တော်တို့ရွေးချယ်ပေးခဲ့တဲ့ဟာမှာပြည်သက်တွေအတွက်အများကြီးအကျိုးတော့ဖြစ်ထွန်းမသွားခဲ့ဘူးပေါ့နော်အကျိုးနည်းနည်းလေးတော့ ဟိုရှုံးတာလေးတော့ရှိတယ်ပေါ့နော်အနေနဲ့တော့ကျွန်တော်တို့အဲ့ဒီဘာလေးရွေးတဲ့ခါမှာခြေအတက်တက်ရမ်းချမ်းရမ်းချမ်းရတယ်ဆိုတော့ PAOK ပွဲလေးပါဆိုတော့ကျွန်တော်ဒီမှာတည်တော့ဝမ်မလန်50ကန်ကန်လေးတော့ level 80 90တော့ဒါမျိုးလေးရတော့ဗျာနော်ဒါဖြစ်ပါတယ်ဟိုခြေချသွားတဲ့အချိန်မှာကျွန်တော်တို့လည်းပြောပါတယ်အဲ့ဒီအချိန်မှာပေါ့နော်ကျွန်တော်ဆိုရင် Telegram channel ထဲမှာပြောတယ်အဲဒီကခြေအရင်ကျသွားတဲ့အတွက်နည်းနည်းတော့သတိပြုပါမယ်ဒါကျွန်တော်တို့ကရေကူးရတောက်ကြနေတဲ့လောက်ရတဲ့အခါမျိုးလေးခြေတွေရတော့တွေ့ရတယ်ကျွန်တော်တို့ဘာနဲ့တူလဲဆိုတော့ကျွန်တော်ဟိုရင်ကျွန်တော်ဂျာနယ်လုတ်ခလို့ရတယ်အဲ့လိုပါပဲလက်ရှိတော့ကျွန်တော်လည်းဂျာနယ်လုတ်နေကြတာဟိုရင်ခင်ဗျားလည်းဂျာနယ်လုတ်ကလည်းအဲ့ လိုပဲကျွန်တော်ကဂျာနေကကြိုပြီးခံမှန်းတာဖြစ်တဲ့အဲကြောင့်စနေတွင်းတွေပွဲတွေဆိုကျွန်တော်တို့ကဂျာနေကိုဂျာတာပြေးလောက်ကလည်းစပြီးလောက်ရတယ်ဖောင်ပိတ်တွေပါလောက်ရတဲ့အခါမှာအဲ့ဒီမှာထွက်နေတဲ့အာရှဈေးတဲ့အနေထားနဲ့စနေမှာ ကန်တော့လေအာရှာစည်းတန်းထဲမှာအများကြီးတော့ကွာချမိနေတချို့တွေဆိုကြောင်းပြန်ပြီးဖြစ်သွားတာရှိတယ်။လေပွဲတွေနေမှာတော့တိတ်မတွေ့ရအောင်ဆိုပေမဲ့ဒါပေမဲ့ Europa League တို့ Champion League တို့အခုလိုပွဲစဉ်တက်တယ်မှာကြတော့တို့ကချစ်ကိုစတဲ့ထားတဲ့ဈေးနဲ့ဟိုပြန်ပွင့်တဲ့ဈေးနဲ့ဆိုရင်တခြားတခြားကြိုင်အဲ့တရာက0.75 or 0.5လောက်တိကိုပြောသွားတယ်ဒဲဝင်ရောဟုတ်တယ်အဲ့လိုပုံမျိုးလေးတော့ရှိတာပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ရဲ့ရွေးချယ်မှုတွေကလည်းခုနပြောသလိုပဲဈေးတစ်ခုလည်းအပေါ်မှာအဓိက focus ထားတာလည်းပါလာတော့ တခုတည်းတော့မဟုတ်ပေမဲ့ကျွန်တော်ပြောခဲ့ပါလေအမြင်နဲ့အတင်းတွေထိတ်တိုက်စင်လားခြေအစင်လားလက်ရှိခြေစွန်းပိုင်းဒန်ယာရကစားသမားအတင်းတွင်ဒီ inside news လေးတွေအဲ့လာဒီအားလုံးခြုံငုံလေးလာတုံးသက်ပြီးတော့မှသာကျွန်တော်တို့ကပွဲတပွဲကိုဒါလုတ်သိမ့်ပါလေဒါယူအားပေးသိမ့်ပါလို့ပေးရတာအဲ့တော့ခြေတခုတည်းအပေါ်မှာတော့ focus ထားတာတော့မဟုတ်ဘူးဒါပေမဲ့ခြေရလည်းလိုအပ်တဲ့အနေအထားတခုပါဒါတော့အဲ့ခြေပြောင်းခြေလဲလေးရှိတာကိုတော့ကျွန်တော်တို့တတိပြုစီခြင်းပါလေပြီးတော့လည်းနားလည်ပေးစီခြင်းပါလေဒါတော့ကျွန်တော်တို့ကတော့အကောင်းဆုံးအကျိုးမြတ်ဖြစ်အောင်လို့တော့အဖက်ဖက်ကနေမှတုံးသက်ပြီး viewer 9ရက်6ရက်8ရက်လောက်နဲ့ကျွန်တော်တို့ကချင်းကပ်ပြီး ရွေးချယ်ပေးတာဖြစ်ပါတယ်ပြည်သက်ဒီအကျိုးအတွက်ပါအဲ့တော့ဒီတပတ်မှာလည်းကျွန်တော်တို့စနေတနင်္ဂနွေအရင်ဆုံးပြီးရင်အင်္ဂါဘုတ်တပူးကျွန်တော်တို့ပြစ်ကားမဲ့ပွဲစဉ်လေးတွေကိုဆရာရဲနဲ့ကျွန်တော်ဆက်လက်ပြီးရွေးချယ်ပေးသွားပါမယ်အခုပထမဆုံးအနေနဲ့ဆရာရဲရဲ့ပြစ်မဲ့တစ်ချက်ကိုကျွန်တော်တို့နားထောင်အောင်ဆရာရဲပါရေးချာကျွန်တော်ဘရန်ဖို့နဲ့မန်ယူပွဲတွေမှာရေးထားရေးထားရဲဆရာဟိုဘရန်ဖို့နဲ့မန်ယူပွဲတွေမှာချဲဆီကိုနိုင်ထားတဲ့မန်ချက်စတာယူနိုက်တက်အနေနဲ့ဒီပွဲစဉ်မှာရက်လက်ကောင်းဖို့တင့်မိထပ်ပြီးတော့ရက်လက်ကောင်းတင်တယ်လို့မြင်တယ်ဟုတ်ကဲ့ဘာကြောင့်လဲဆိုရင်ကျွန်တော် ထိုက်တဲ့တွေ့ဆုံမှုပိုင်းမှာပြန်ကြည့်မယ်ဆိုရင်ဒီ2022မှာပွဲများလေးကို Brandford တန်းတက်လာပြီးကြတဲ့အဆိုရင်ထိုက်တဲ့တွေ့ဆုံမှုကိုကျင့်ရှိတယ် Brandford ကကိုနှစ်ပွဲနိုင်တယ်နှစ်ပွဲတည်ကြပြီးတော့ Man U က၅ပွဲနိုင်ခဲ့တယ်ဒါပေမဲ့သူ Brandford အိမ်ဝင်ရောက်တဲ့အခါမှာတော့ Man U နေနဲ့2022ကတစ်ချိန်ပဲနိုင်ခဲ့ပြီးတော့2023 2024 2025တွေမှာ4-1 1 4-3ဆိုတဲ့ရက်လက်မျိုးတွေနဲ့ရှုံးခဲ့တယ်ဒီညမှာ तू ကအပေါ်ကြီးဖွင့်တဲ့ပွဲတည်းခြေကြခဲ့တယ်လို့ तू ကအောက်ကြီးဖြစ်တဲ့ပွဲတည်းမှာလည်းခြေကြခဲ့တယ်ဒီပွဲတည်းကသူ့အတွက်ပို့ပြီးတော့ကြည့်ရမယ်ပွဲတည်းဆိုတော့ ဘရန်ဖို့ကဒီရာဒီမှာပြန်ကြည့်မှာဆိုရင်နီးပြတ်တဲ့အန်ဒရူးဟုတ်ကဲ့ကိတ်အန်ဒရူးရဲ့လက်ထက်မှာဘန်ဖို့ကကျွန်တော်ပြန်ကြည့်မှာဆိုရင်အင်္ဂွေမှာလေးပင်ပြီးတော့လိန်ပွဲစဉ်အနေနဲ့ငါးဘက်ကစားပြီးအချိန်မှာအက်စတွန်ဗီလာတပွဲကိုပဲဝမ်းသီးနဲ့နိုင်ခဲ့တယ်ဒီချယ်ဆီကိုတင်ကစားခဲ့တယ်ဂျန်နဲ့ပွဲစဉ်နေဖြစ်တယ်ဒီနော်တန်ရန်နဲ့ပွဲစဉ်မှာ3-1နဲ့ရှုံးတယ်ဆန်နန်နဲ့ပွဲစဉ်မှာ2-1နဲ့ရှုံးတယ်ဖူဟန်နဲ့ပွဲစဉ်မှာ3-1နဲ့ရှုံးတယ်ဟုတ်ကဲ့သူ့ရဲ့ခံစားပွဲကိုပြန်ကြည့်မယ်ဆိုရင်သူကအရင်ကောင်းတဲ့အသင်းမျိုးနဲ့ထိတ်ထိတ်တွေးဆုံတဲ့ပွဲတွေမှာခံစားပွဲကိုနည်းနည်းလေးအလေးပေးတယ်ဒါပေမဲ့သူ့ခံစားကလုံလောက်ဆိုတော့မလုံဘူးနောက်ဆုံးဒီ ၃ဘွဲ့မှာပြောင်းကြည့်မှာဆိုရင်လည်းဆန်နန်လောက်နှစ်ကိုပေးခဲ့ရတယ်ဘရန်ဖို့နှစ်ကိုပေးခဲ့ရတယ်ဟုတ်ကဲ့ဟိုချယ်ဆီကိုနှစ်ကိုပေးခဲ့ရတယ်ပေးခဲ့ရတယ်ဖူဟန်ကိုသုံးကိုပေးခဲ့ရတယ်ဆိုတော့ဒီရတီခန်စစ်ပိုင်းမတင်နိုင်ဘူးတိုက်စစ်ပိုင်းကတော့ဂိုးလုံးနိုင်စွမ်းအားရှိရဆိုပေမဲ့ခန်စစ်ပိုင်းကတော့အားနည်းမှုတွေအပြည့်နဲ့ရှိတယ် ဒီလိုပဲ menu မှာပြန်ကြည့်ပြန်တော့လဲ menu နဲ့ cancel ပိုင်းအဲ့လိုလုံနေတဲ့အသင်းတွေမှာတော့ cancel ပိုင်းအားနည်းမှုချင်းဆိုတာရှိကြတာပေါ့လေဒါပေမဲ့ကျွန်တော်ကဒီပွဲစဉ်မှာကြိုက်တာ MOA လက်ထက်မှာပြန်ကြည့်မယ်ဆိုရင် menu ကအဝေးကွင်းနှစ်ပွဲဆက်ကျကြပြီးတိုင်းမှာပြန်အောင်တဲ့ CI မျိုးရှိတယ်ဗျဆရာရဲ့နောက်ဆုံးဒီအခုချိန်ဒီ menu ဒီ MOA နေနေပေါ့နော် menu မှာဆိုရင်ပြင်းပြလိုက်ပြီမှာဆိုရင်အဝေးကွင်းခုနှစ်ပွဲဆက်ဒီနိုင်ပွဲပျောက်သွားတယ်ဒီညမှာနှစ်ပွဲပဲတည်ကြပြီးတော့၅ပွဲတော့ရှုံးလာတယ်နောက်ဆုံးပြင်းပြလိုက်အဝေးကွင်း73ပွဲကိုပြန်ကြည့်မယ်ဆိုရင်နှစ်ပွဲကျကြပြီးတိုင်းမှာပြန်အောင်တဲ့ဆရာမျိုးရှိတယ်နော်ဆိုတော့ ကျွန်တော်ကဒီရာသီမန်ယူရဲ့ပထမဦးဆုံးပြီးမြောက်လေးအဝေးဝင်နိုင်ပွဲကဘန်ဖို့နဲ့ပွဲစဉ်မှာနိုင်သွားမယ်လို့ကျွန်တော်ထင်တယ်။ဖူဟန်နဲ့မန်စီးတီးပွဲစဉ်မှာဆိုရင်မန်ဖူဟန်နဲ့ပွဲစဉ်မှာတင်ရတယ်။မန်စီးတီးနဲ့ပွဲစဉ်မှာဆိုရင်တော့ဘုံမသွင်းနိုင်ခဲ့ဘူး။ အမေဝင်လက်ထက်မှာပြက်ကြီးပြန်တော့လေအဝေးဝင်းနှစ်ပွဲစဉ်ဒီတက်စစ်ကဂိုးပေါက်ပြောက်ခဲ့တာမရှိဘူးဆိုတော့ကျွန်တော်ကဒီပွဲစဉ်မှာဒီတစ်ကြိမ်တော့မန်ယူထပ်ပြီးတော့ဂျေးအောင်သွားမယ်လို့ခင်ဗျာဟုတ်ဆရာရဲ့ပြောတာနဲ့မန်ယူကပြည့်စုံနေပါတယ်ကျွန်တော်ကမန်ယူအကြောင်းလည်းအရင်ကပြောခဲ့ပြီးပါတယ်ဆရာရဲ့နဲ့မန်ယူကအမိုးလင်လက်ထက်မှာကျွန်တော်တို့ပြောလိုက်ပါသေးတယ်တရာစီလုံးမှာစောင့်ကြည့်ပြီးတော့အသင်းဆိုပြီးတော့ပြောတဲ့ခါမှာယာစီစကလေးကကြားလိုက်တာဒါတော့နောက်နောက်ဆုံးချက်စီနဲ့ပွဲမှာတော့ကျွန်တော်ပြန်အောင်လာတော့ဒီပွဲစဉ်ကသူ့အတွက်လီနှစ်ပွဲဆက်နိုင်ပွဲများဖြစ်ခဲ့မလားပေါ့ဖြစ်မလားပေါ့နော်ဖြစ်လာနိုင်ဖို့တဲ့အခြေအနေများတယ်လက်ရှိအနေအထားကြဖြစ်ခဲ့မယ်ဆိုရင်ဒါမန်ယူက ဒါအချက်လက်သမိုင်းဆိုင်ရာအချက်လက်အရာပြောမယ်ဆိုရင်ဒါ2024မေလနောက်ပိုင်းမှာဒါပရီးမီးယားလိမှာသူအနေနဲ့မရှိခဲ့ဘူးတဲ့ဒီလိ99ဒါမျိုးရဲ့မှတ်တမ်းကိုသူရသွားမယ်ရသွားမယ်ဆိုတော့မန်ယူပရိသတ်တွေအနေနဲ့လည်းပျော်စရာဖြစ်မယ်အဲ့တော့ကျွန်တော်အနေနဲ့မန်ယူနဲ့ပဲကျွန်တော်ရင်ခုန်ပြီးတော့အားပေးချင်ပါလေအဲ့တော့ကျွန်တော်တို့အတွက်ပထမဆုံးစနေအတွက်အစောဆုံးပွဲတင်ဖြစ်တဲ့ပြစ်ပတ်တစ်ခုကတော့ကျွန်တော်တို့ Brandfoot Man U ရောမန်ယူကိုရွေးချယ်ပါလေကျွန်တော်တို့ရင်းနေတော့ကျွန်တော်အကြိုက်နေတဲ့ကျွန်တော်လာလီကာလေးကနေမှကျွန်တော်ရွေးချယ်ထားတယ်ဆရာရဲ့ကြီးနော်ဒီဟာအတွက်ကိုမာယော့ကာနဲ့အလာဘအဲမာယော့ကာ